ဟိုးရှိရှိတုန်းကဟိမဝန္တာတော်ကြီးရဲ့မှာဟင်းသာငှက်တွေနေထိုင်ကြတယ်။ငှက်တွေဟာအယောင်သွေးစုံလင်းပြီးလှပကြတယ်။ရွှေရောင်ငွေတောင်ရှိတဲ့ရွှေဟင်းသာငွေရောင်ငွေတောင်ရှိတဲ့ငွေဟင်းသာဗရမယားလိုနီးရဲတဲ့ဗရမယားဟင်းသာအစိမ်းရောင်ငွေတောင်တွေရှိတဲ့မြာဟင်းသာဆိုပြီးအုပ်စုလေးစုရှိတဲ့သူတို့ဟာညရာဒီနဲ့ဆောင်းရာဒီတွေမှာ ဟိမဝန္တာတော်ထဲမှာကျက်စားပြပါကြပြီးတော့ငိုရသည်ဆိုရင်တော့အလွန်ကြီးမားတဲ့ဂူကြီးထဲမှာနေထိုင်ကြကနွေရသည်မှာစုဆောင်ထားတဲ့အသီးနှံတွေကိုစားတော့ပြီးမိုးခိုနေတတ်ကြတယ်။ငိုရသည်လေလကုန်ပြီးဆောင်းဦးပေါက်ရောက်တဲ့အချိန်ကြာမှာဂူတွေကထွက်ပြီးအစာရှာပွေစားတော့လေးရှိကြတယ်။သူတို့မိုးခိုနေတဲ့အချိန်ဆိုဂူဘဝမှာ ကြီးမားတဲ့တော့ပင်ကူကြီးတွေဟာသားကောင်ဖမ်းဖို့ပင်ကူအိမ်တွေရက်လုပ်ပြီးနေတတ်ကြတယ်။ဒါကြောင့်ဂူထဲမှာဟင်းသားတွေဟာမိုးခိုတဲ့အခါတံမာတဲ့ဟင်းသားတွေဟာစူဆောင်ထားတဲ့အစာကိုဝဝလည်နေစားတော့ပြီးဝူရသည့်ကုံမှာပင်ကူမြင်းတွေကိုရှေ့ဆုံးကဖောက်တတ်ကြပါတယ်။ဒီလိုနဲ့တစ်နှစ်မှာတော့ဝူရသည့်ဟာပုံမှန်ထက် ပုံမိုရှိချာနေပြီးတော့ တော်တော်နဲ့ဆောင်းမရောက်နိုင်ပဲဖြစ်နေပါတယ်။ဟင်းသားတွေကစုဆောင်းထားတဲ့အစာတွေဟာလည်းခုံငါနီးဖြစ်လာပါတယ်။အစာတွေနည်းလာတဲ့အခါဟင်းသားတွေဟာအချင်းချင်းအစာအတွက်နဲ့ရံပြူလာကြတယ်။စားစရာလည်းလုံးဝကုန်သွားရောဟင်းသားတွေဟာအုပ်စုတစ်ခုနဲ့တစ်ခုမငြင်းညွတ်ကြတော့ပဲတိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘိုးဘော်ကအတောင်ပံခတ်တံတစ်ခုကြားလိုက်ရပြီး ထိုက်ခိုက်ဖို့ပြင်နေတဲ့ဟင်းသာအုပ်စုတွေရဲ့အလေကိုရွှေဟင်းသာအုပ်ကြီးတကောင်ပြန်ဆင်းလာခဲ့ပါတယ်။ဟင်းသာအုပ်ကြီးကငှက်အပေါင်းတို့သင်တို့ကိုသင်တို့ဖူးဘွားတွေရဲ့အကြောင်းပြောပြဖို့ငါလာခဲ့တာပဲဆိုပြီးစကားဆက်ပါတယ်။ဟင်းသာတွေလည်းရုပ်တရက်တိတ်ဆိတ်သွားပြီးဟင်းသာအုပ်ကြီးပြောမှကိုနားဆွနေကြတယ်။အခုဒီကိုကြီးရဲ့မှာ သင်တို့ကြုံတွေ့နေရသလိုမျိုးယခင်ကလည်းသင်တို့ဘဝတွေကြုံခဲ့ကြဘူးတယ်။ငါငယ်စဉ်ကငါရဲ့အဖိုးရွှေဟင်းသာကြီးကဒီလိုပဲကာလာရှိကြတဲ့မိုးရင်းမှာဟင်းသာတွေစာရည်သာပြက်လက်တာကိုကြုံခဲ့ရတယ်။စူဆောင်းထားတဲ့အစာတွေကုန်သွားတဲ့အခါဟုတ်စုတီတီကတံမာတဲ့ငှက်တွေဟာအခြားအုပ်စုကဟင်းသာဥတွေကိုစားတော့ကြတယ်။ ဒီစိမ်းမှာဥရိဆုံဆုံးရတဲ့ဟင်းသားမတွေရဲ့တုံ့ပြန်တိုက်ခိုက်တာကိုခံရတယ်။စားပြရဥရိမရှိတော့တဲ့အခါငှက်ပေါက်လေးတွေကိုဖမ်းဆားကြတယ်။ငှက်ပေါက်လေးတွေရဲ့မိဘတွေနဲ့ဖမ်းဆီးစားတော့တဲ့ဟင်းသားတွေကအကြီးအကျယ်တိုက်ခိုက်ကြပါတော့တယ်။ဒီလိုနဲ့ဂူထဲမှာအချင်းချင်းတိုက်ခိုက်ကြတာတွေကြာလာတာနဲ့အမျှဟင်းသားကောင်းကြီးဟာထောက်ဝမကယုံနေသွားတယ်။ကြံရှိတဲ့ဟင်းသားတွေဟာလည်း အတောင်ကျိုးရင်ငါကကျိုးနှုတ်သီးပဲရင်ငါကပဲနဲ့တန်ရာတွေရရှိပြီးတော့အင်းအားလည်းချိနေလာကြတယ်။ဒီလိုနဲ့မိုးရသည့်ကုံလို့ဆောင်းရောက်တဲ့အခါအင်းအားချိနေနေကြတဲ့ဟင်းသားတွေဟာပင်ကူအိမ်တွေကိုထူပေါက်ပြန်တန်းနိုင်စွာမရှိကြတော့ပဲပင်ကူမြင်းတွေမှကန့်ကြီးကြပြီးတောပင်ကူကြီးတွေရဲ့ဖန်ယူစားတော့တာကိုခံကြရပါတော့တယ်။ဆက်ပြီးတော့ဟင်းသားအိုကြီးက အဲ့ဒီတော့သင်တို့လည်းအစားအစာပြက်လက်လို့အချင်းချင်းတိုက်ခိုက်ကြရင်သင်တို့ဘဝတွေလိုပဲပျက်စီးခြင်းကိုမလွဲမသွေကြုံကြရပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဟင်းနာဦးကြီးရဲ့စကားကိုကြားရင်ဟင်းနာတွေလည်းအတိတ်ကရပြီးတော့ငါတို့တွေအချင်းချင်းရပြစ်တိုက်ခိုက်ကြမယ်အစားအခုပဲပင်ကူမြင်းတွေကိုဖောက်ထွက်ပြီးတော့မိုးရေထဲမှာရနိုင်သလောက်အစားရှာထွက်ကြမယ်။ ငါတို့အချင်းချင်းတိုက်ခိုက်ပြီးဒီကြီးပျက်စီးကြမယ်အစားဝိုးရီဆိုဆုတ်ပြီးမပြန်တန်းနိုင်လို့ဒါရဲဒရိစံနေတိုက်ခိုက်ခံရလဲတချို့တဝက်တော့ရှင်သန်နိုင်ရလိမ့်မယ်လို့ဆုံးဖြတ်လိုက်ကြပြီးတော့အုပ်စုတွေကအတန်မာသောဟင်းသားတွေက ရှေ့ဆုံးကဥဆောင်ပြီးဂျန်ဟင်းသားတွေကနောက်ကထက်ချက်မကွာလိုက်ကပင်ကူမြင်တွေကိုတဟုံတို့ထိုးပေါက်ပြီးဂူပင်ကိုပြန်တန်းထွက်ခွာသွားလိုက်ကြပါတော့တယ်